ာတော့ပြည့်ဖြစ်ပြီးသူတို့ကအနှံ့ကောင်းနေနဲ့တူပါတယ်။ဒါပေမဲ့ပရစ်တွေကပိုသေးပြီးပိုမဲပါတယ်။ပရစ်တွေကအလွန်ပေါ့ပါတဲ့အင်းဆက်တွေဖြစ်ပြီးဆက်ကူညက်ကလေးတဲ့တောင်အလေးချိန်နေပါတယ်။သူတို့ကတဘာဝရဲ့အပေါ်ဆုံးပစ္စည်းအဲရိုဂျယ်လိုတောင်ပြောနိုင်ပါတယ်။ဒါကြောင့်ပဲဒီကောင်ကြီးကတခါခုံရင်၃မီကျော်ခုန်နိုင်တာဖြစ်ပါတယ်။ပရစ်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့အသိသာဆုံးအချက်ကတော့သူတို့ရဲ့အတန်ကျေတာပါပဲ။ဒါပေမဲ့အထီးတွေကသာအတန်ပေးပြီးသူတို့ရဲ့အတောင်တွေကိုပုတ်တိုက်ချင်းဖြစ်အတန်တွေဖြစ်ပေါ်တယ်ဆိုတာသင်တို့မသိသေးပါဘူး။ ပရည့်မျိုးစိတ်ပေါင်း900ကျော်ရှိပြီးသူတို့မျိုးစိတ်တစ်ခုစီမှာကိုယ်ပိုင်အသံရှိပါတယ်။ဒါကြောင့်ပဲပရည့်အုပ်စုကိုတန်ဆောင် DY လို့ခေါ်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့အတမ်းမမီတဲ့ပရိတ်တွေလည်းရှိပါတယ်။ဒါကြောင့်သူတို့ကိုတီဝိုင်းနဲ့ဝင်ဝေးမပြုတာဖြစ်နိုင်ပါတယ်။ပရိတ်တွေကသဘာဝရဲ့တာမိုမီတာတွေဖြစ်ပြီးပတ်ဝန်းကျင်ရဲ့အပူချိန်ကိုပြောနိုင်ပါတယ်။ပရိတ်ရဲ့အတန်ကို15စက္ကန့်စာရည်တွက်ပြီး40ပေါင်းလိုက်မယ်ဆိုရင်အဲ့ဒီဒေတာရဲ့အပူချိန်ကိုရရှိပါတယ်။ဥပမာ15စက္ကန့်အတွင်း28ချိန်မီတယ်ဆိုရင်အဲ့ဒီဒေတာရဲ့အပူချိန်က69ဒီဂရီဖိုင်ဟိုက်ဖြစ်ပါတယ်။ ဟုတ်ပါတယ်ဒါတော့ဘယ်ရလို့လို့ခေါ်ပါတယ်အပူချိန်40ဒီဂရီအောက်ရောက်ရင်ဘာဖြစ်မလဲလို့အသင်မေးနိုင်ပါတယ်အဲ့ဒီခါသူတို့တည်ဆုံးသွားပါလိမ့်မယ်ပရစ်တွေကသူတို့ရဲ့ခြေတောက်တွေနဲ့ရတာခံနိုင်ပြီးဒူးအောင်နာမှာနေရွက်တွေရှိပါတယ်အဲ့ဒီနေရွက်တွေကတုံ့ကမှုကိုခံစားဖို့အတွက်မဟုတ်ပဲအတန်ကြာရဖို့အတွက်ဖြစ်ပါတယ် သူတို့မှာကျွန်တော်တို့လူမျိုးနားစီတောင်းရှိပါတယ်တရုတ်နိုင်ငံမှာ PhD နဲ့ပတ်သက်တဲ့တမိုင်းတွေများစွာရှိပါတယ်တရုတ်နိုင်ငံမှာအမျိုးသား PhD တိုက်ပွဲချန်ပီယံရှစ်ကိုနှစ်စဉ်ကျင်းပကြပါတယ်လူတချို့ကသူတို့ရဲ့အိမ်မွေး PhD တွေကိုတိုက်ခိုက်ဖို့ယူလာကြတာပါဒါပြင်ဖဲချင်းကစတင်ကြတဲ့ဆိုတာတော့တမိုင်းကိုပြန်ကြည့်မှရပါမယ်ယင်းလိုင်းနာတွေနဲ့စီးမြင်းတွေကို73ရာစုတဲကသတ်မှတ်ခဲ့တာပါဒါဆိုအတင်းနားလေလောက်ပါပြီ ပရိဒီကိုတော့တန်ဆောင်ဒီဝိုင်းလို့ခေါ်ဆိုနိုင်ပြီးကြီးကန်းဒီကိုတော့လူသက်အုပ်စုလို့ခေါ်ဆိုနိုင်နေဆိုတာတင်လို့သိပြီးလောက်ပါပြီ။နောက်ထပ်တည်ထားရမှာကတော့အားလုံးကိုကျွန်တော်ရှိပါတယ်။ကျွန်တော်ရဲ့ channel ကို like and subscribe ပေးခဲ့ပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။